အားလုံးပဲမင်္ဂလာပါရှင်မြမဝါရီတီချန်နယ်ကနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဝေဘာကကိုနဝင်းစီဒီဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ရှင်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတိတိတင်တာသိရှိနိုင်မှု notification လေးနှိပ်ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ညာရီတက်ကောင်ထွက်ပေါ်လာတဲ့ရှမ်းဦးစီတန်းကြောင့် တောင်ကျေးမာနေတဲ့တိခုတ်သမားတွေမျက်လုံးပြူးသွားခဲ့တယ်။ဒီကျေးရှမ်းအိုးစီတန်ဘယ်ဟာနေထွက်လာရလဲ။တောင်ပေါ်မှာလည်းကိုနေဝင်းစီတစုပဲရှိရာဒီတန်ကဘယ်ဟာထွက်လာရလဲ။တောင်ပေါ်တက်ကြည့်ရင်ကောင်းမလား။နေစမ်းပါကွာ။ကိုနေမဆိုင်တာဝင်းမဆွတ်ဖက်နဲ့အိတ်ဆရာရှိရာအိတ်။အဖွဲတွေမှာအသက်အကြီးဆုံးဖြစ်တဲ့ဥပဟီပြောတော့မှကျန်းတဲ့သူတွေညိတ်သွားခဲ့တယ်။နောက်တနေ့မနေ့ရောက်တော့တိခုတ်ရမှာအသုံးပြုတဲ့ပစ္စည်းတွေကိုယူပြီးဝေဘာကတောင်ပေါ်တက်လာခဲ့ကြတယ်။ ဝိပါကတောင်ကျောင်းကတောထုပြီးတိရိပ်ဝါရိပ်များတာကြောင့်တိကုတ်သမားတွေမျက်စိကြားကြပေမဲ့အဆောင်းလျှောက်ကြည့်ပြီးတောကျန်းတာကြောင့်တော်ရုံလူတွေမလာရဲကြပင်မင်းတို့ပါဇက်တွေမချောင်းကြနဲ့အခြေခြေစနောက်တာရောအပေါ်ပါသွားတာဆာငါ့ကိုအတိပေးပြီးမှသွားတော့ကြားလားဟုတ်ကဲ့ဦးကြီးကျိုးနဲ့ဆွဲရဲကောင်းနေတတိတာအပင်ရလဲပြီးမင်းတို့စီပြန်ကြလာလိမ့်မယ်အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ဥပ္ပါယီကစိုးရိမ်စိမ်းနဲ့လှမ်းပြောင်းလိုက်တဲ့ချိန်ခုံလက်စာဖြစ်နေရဲ့ပြင်ကတိုးပင်ကြီးက ဝုံးဆိုလဲကြလာခဲ့တယ်။အားလုံးအဆင်ပြေလား။ပြေတယ်ဦးကြီး။နှိချိုးပေးမို့လားမသိဘူး။အတော့ကိုနစ်နေရပဲ။အေးအေးအားလုံးခဏနားပြီးရနဲ့။ကိုင်းပြားကိုင်းသားတွေခုတ်ဖို့ပြင်ကြ။အလုံသမားတွေလည်းခိတ္တနာချိန်မှုဆေးလေးတောက်သူဟာတော့စကားပြောသူဟာပြောနေအနားယူနေခဲ့ကြတယ်။ထို့ချင်းရုတ်တရက်ကြားလိုက်ရတဲ့ကြားဟင်းတန်ကြောင့်အကုန်လုံးရုပ်ရုပ်တဲတဲဖြစ်သွားပြီးအတန်ကြားတဲ့ဘက်ကိုလှည့်ကြည့်လိုက်ကြတယ်။အားလုံးလူစုမကွဲစေနဲ့ ။ဥပိုင်းကြီးကလှမ်းအော့လာပြီးအနားမှာရှိတဲ့ဒူးလေးကိုလှမ်းယူလိုက်တယ်။တီတော်မှာဟင်းမျိုးကြီးရှိရဲ့လို့အရင်ကမကြားဘူးပါအောင်။ကျွန်တော်လည်းဒီမှာတိတ်ခုတ်တာ၄-၅နှစ်ရှိပြီ။ဒီလိုဟိမ့်တံမျိုးတစ်ခါမှမကြားဘူးလားအမှန်ပဲ။ငါတို့တွေကဘသူအမှန်တုံးမိပြီလဲမသိဘူး။ဟိတ်ကောင်လေးမင်းတို့ငါမသိပဲဘာလုံးမိကြသေးလဲ။ဥပိုင်းကြီးအတန်ကမာထန်နေရကြောင့်တန်တဲ့သူတွေအားလုံးမလောက်ရဲပဲညိတ်တက်နေကြတယ်။ငါပြောနေရဲ့ဘသူဘာပြောမိသေးလဲ။ မင်းတို့ပြောမှငါလုံးစရာရှိရလောက်ပါမှာမပြောဘူးဆိုရင်အလုံးဒုက္ခရောက်ကုန်လိမ့်မယ်ကျွန်တော်ကျွန်တော်တာမော်တက်တော်ကပြောမိတာတခုတော့ရှိရဲ့ဦးကြီးအေးမင်းဘာပြောခဲ့လဲဒီလိုတောနဲ့တဲမှာကြားရရှိနိုင်နေတော့ဆိုပြီးပွာကြီးကိုပြောခဲ့မိပါတယ်မင်းကွာငါအတန်တန်မှားထားရဲ့နဲ့ဟဲ့ထွန်းစိဖျောင်းနဲ့အမွေးရယူလာခဲ့ဥပားကြီးကထွန်းစိပြီးရဲ့ဖျောင်းနဲ့အမွေးတာကိုယူပြီးအတန်အသင်းပြင်းနဲ့ကုန်းပေါ်မှာထွန်းကြီးလိုက်တယ် တောပိုင်းနှင့်တောင်ပိုင်းများနဲ့တကွအဆောင်းလျှောက်များကိုကျွန်တော်မျိုးပါးဤတောင်းမှန်အပ်ပါသည်မပြောသည့်မပြောအပ်သည့်များကိုပြောခဲ့သည်ရှိသောတောပိုင်းတောင်ပိုင်းများကခွင့်လို့ပေးကြပါကျွန်တော်တို့ဤစာဦးစာပြများနဲ့လည်းပူဇော်ပသပါသည်အဲဒီလိုပြောပြီးပါလာတဲ့ထမင်းတို့ကိုပြေကပသလိုက်တော့မှငြိမ်ကြသွားခဲ့တယ်ညရောက်တော့တနေ့ကပင်မထားကြတဲ့အလုသမားတွေအားလုံးအိမ်မောကြနေပြီမဲ့ဥပ္ပါယီတရားအိမ်မပြောပဲဟိုလေးဒီလေးဖြစ်နေခဲ့တယ်လူလေး ထဇံတဲပြင်ဘက်ကနေခေါ်တန်းကြောင့်ဥပယီထွက်ကြည့်လိုက်ရာတိုက်ပုံနဲ့တောင်ရှိပစိုးကိုဝေထားတဲ့အဖိုးကြီးတယောက်ကိုမြင်လိုက်ရတယ်။မင်းနဲ့မဲဘာကြီးလားဟုတ်ပါတယ်အဖိုးကဘသူပါလဲငါဝေပါက တောင်စအဖိုးပဲကျွန်တော်တို့ဘာအမားများလုံးမိလို့ခုလိုကိုထင်ပြရတဲ့အဖိုးဒီနေရာမင်းတို့နေရမအပ်ဆက်ဘူးမနက်အာရုံတက်တာနဲ့တောင်အောက်ကိုပြန်စင်းကြတော့တစ်တွေလဲခုတ်ပြီးသားဖြစ်နေပါပြီအဖိုးရဲ့ မနေ့ပြန်တရက်လောက်နေပြီးတောင်းအောင်ဆင်းပေးပါမယ်။ငါတတိလာပေးပြီးပြီနော်။နေရာမနေရာမင်းတို့ကိစ္စဖြစ်သွားပြီ။တောင်စာဘိုးကလေးတန်းမမနဲ့ပြောပြီးတောင်ဝင်းကိုတတောင်းတောင်းခောက်ကအမောင်တို့တဲ့ဝင်းရောက်ပျောက်ွယ်သွားခဲ့တယ်။ဥပိုင်းလည်းချက်ချင်းပဲအလုသမားတွေကိုနှိုးပြီးအကျိုးအကြောင်းပြောပြလိုက်ရ။တချို့ကလက်ခံပြီးတချို့ကလက်မခံတာကိုသိလိုက်ရတယ်။ဟဲ့ကောင်မခွေငါအနေရဖြစ်မှာဆိုလို့ပြောနေရ။သိဆိုတာဒီမှာခုံးမရလဲ။တခြားနေရာခုံးလို့ရတယ်ကွာ။ အသက်ဆိုတာအပူပါမလားအောင်နားလေလားအဲ့ဒါဆိုကျွန်တော်หนีခဲ့မယ်ဗျာငါနဲ့ဘသူหนีခဲ့မလဲမာခွေးစကားကြောင့်တိခုတ်သမား၄ယောက်လောက်ကหนีခဲ့ကြပြီမဲ့ကျန်တဲ့သူတွေကတော့ဘာကြီးနဲ့တူတောင်အောင်ပြန်ဆင်းမှုသဘောတူခဲ့ကြတယ်ဥပ ాయి ကိုတောင်အောင်ဆင်းသွားတော့မောက်ခွေးရကိုရောင်ပြေစီဒီဘက်ကိုလှမ်းကြည့်ပြီးတော့ငါတို့ကဘာအမားမှလှုပ်ထားတာမရှိဘူးအလကအကြောက်လွန်နေတာအဲဒီလိုရေရုပ်ပြီးတိခုတ်တဲတဲကိုပြောင်းဝင်သွားခဲ့တယ် နောက်တနေ့မနေ့ရောက်တော့ခုတ်ထားတဲ့အပင်တွေကိုဖြတ်တောင်စုပုံပြီးဘာမှဖြစ်မလာတာကြောင့်ကျန်တဲ့သူတွေစိတ်တဲအနေငယ်ရင်းလာခဲ့တယ်။ဟဲ့ကောင်လေးငါပြောတယ်မို့လားဒီလူကြီးအကြောင်းလုံနေရပါလို့အေးနော်သူတို့မရှိရောငါတို့တစ်ပူရတာပေါ့ဒါနဲ့ဇေဒီရှိရဲ့တောင်ကုန်းဘတ်တက်ခုတ်ကြမလားနောက်တစ်ခါမှတက်ကြတာပေါ့ခုကခုတ်ထားတာတွေကိုပဲအရင်သေးဘူးလို့မောင်ခွေးစကားပြောနေတဲ့ချိန်အဖွဲလေးကတယောက်ကငိုင်းတိငိုင်းတိုင်နဲ့ထသွားပြီးတိခုတ်ပစိန်ကိုယူကား အနားမှာရှိရဲ့တယောက်ရဲ့ဆက်ကိုပိုင်းချလိုက်တယ်။ဟဲ့ကောင်ဘာလုပ်တာလဲ။သွေးရည်ပေးကြံနေရဲ့ပစိကိုကန်ထားတဲ့သူဟာသဘောကျစွာကြီးမောရင်ကျန်တဲ့သူတွေကိုပါထတ်ခုတ်ပါလိရော။ရုတ်တရက်မှုမောင်ခွေးကိုရှောင်ချိန်များလိုက်ပဲတစ်ခုတ်ပစိကန်ထားတဲ့သူရဲ့ခုတ်ချက်အောက်မှာငြိမ်ကျသွားခဲ့တယ်။ပစိကန်ထားတဲ့သူကလည်းအတန်နဲ့နဲ့ရှိပြီးမိမိလယ်ဘင်းကိုပစိန်သွားနဲ့ဆွဲချလိုက်တော့တယ်။ဒါဆိုအဘာတို့ဘွဲကအသက်ပေးရနေလွတ်သွားတယ်ပေါ့။ဟုတ်တယ်လူတွေ အဲ့ဒီကိစ္စဖြစ်ပြီးအဘလည်းဝေဘာကတောင်ပေါ်မတက်တော့တာခုထက်တိပဲပေါ့နောက်တော့ဝေဘာကစီရီနဲ့ပတ်သက်ပြီးဘာကြားသေးလဲအဘကြားတာကတော့ဝေဘာကစီရီကိုလာတဲ့သူမှန်သမျှယူရင်ယူမယူရင်တေးကြတာများတယ်အသက်ရှင်တဲ့လူရောမရှိဘူးလားရှိရင်လည်းရှိမှာပေါ့ဒါနဲ့လူလေးတို့ကဝေဘာကစီရီကိုသွားကြမလို့လားဟုတ်တယ်ဗျအိမ်မက်အတိတ်ထက်ရတေးကြပေါက်သွားမှရမယ်ဖြစ်နိုင်မသွားကြပါနဲ့လားကွယ် လူတွေတို့စိတ်ပူလို့ပြောတာနော်အဘာစေတနာကိုနားလဲပါတယ်ကျွန်တော်တို့ဘာမှမဖြစ်ပဲပြန်လာမှာပါအဘာစေတနာကိုနားလဲပါတယ်ကျွန်တော်တို့ဘာမှမဖြစ်ပဲပြန်လာမှာပါတာမရတော့လေလူလေးတို့သဘောပါဒါနဲ့စီဒီမှာဘယ်နှရက်အဋိဌံဝင်ကြမလို့လဲသုံးရက်ဆိုလုံလောက်ပါပြီအဘအေးအေးလိုအပ်တဲ့ရိတ်ခါတွေကိုတော့ရွာလေးကနေဝေသွားကြပေါ့မနေ့တည်းကလူသားတွေဝယ်ထားပြီးပါပြီဈေးဝယ်နေရင်ဝေပါကားစီဒီကြောင်းမေးလိုက်မိရာကနေအဘစီညှို့လိုက်တာပဲ။ ဒါနဲ့လူလေးရောနာမည်ကိုမိတ်ဆက်ပေးရုံလေဟုတ်သားပဲပြောဖို့မေ့နေကြတာကျွန်တော်နာမည်ကအောင်မြတ်တာပါဒီနေ့ရောက်ကမောင်ကောင်းနဲ့ခွန်ထားတဲ့လူလေးတို့ပါအနေရမမကြုံမဲ့အတိတ်ထံအောင်မြင်ကြပါစေကွအဖိုးဘာကြီးစီကနေထွက်လာပြီးရနဲ့အောင်မြတ်တာတို့လည်းဝေပါကစီတီတဲထားရတောင်မော်တက်လာခဲ့ပါတော့တယ်ရွာနေတောင်ကြီးကိုရောက်တော့မူးချုံနေပြီးမို့ပါလာတဲ့ပစ္စည်းတွေကိုခြာကတ냐တာအိတ်ဆက်အနားယူခဲ့ကြတယ် မနက်မိုးလင်းတော့လူအပ်တဲ့ပစ္စည်းတွေကိုတဲပြီးတောင်ပေါ်ကိုစတက်ခဲ့ရာမုန်တဲ့ကျေအရောက်မှာတော့ဝေဘာကားစီတီကိုလှမ်းမြင်တဲ့နေရာထိရောက်လာခဲ့တယ်။တောင်ကအတော်မတ်တာပဲ။နောက်ပြီးလူသူအရောက်ပေါက်နေလို့ထင်တယ်။တေကြီးဘွားကြီးရဲ့အများကြီးကြံနေရဲ့။မင်းတို့လည်းမောနေကြပြီထင်တယ်။ခဏအနားယူလိုက်ပါဦး။အောင်မြတ်တာကမောင်ကောင်းနဲ့ခွန်လာဟုနားနေတဲ့ချိန်တော်ဆောင်နဲ့တောင်ဆောင်နဲ့တီကိုမြစ်တာပို့နေခဲ့လိုက်တယ်။ဆရာ ဒီတောင်ကျောင်းမှာရှိရဲ့အဆောက်တရအတော်ကျမ်းမဲ့ပုံပဲ။ဘာဖြစ်လို့လဲမောက်ကောင်။ဟိုမှလေးစီအောင်ကျွန်တော်တို့လူတယောက်ခါထောက်ရက်ကြည့်နေတယ်။အပေါ်ပိုင်းပလာကျင်းထားပြီးလုံကြီးတူတူဝစ်ထားတဲ့လူတယောက်တောင်ဆောင်တစ်ခုပေါ်ကနေရက်ကြည့်နေရမြင်လိုက်တယ်။ဒါတော့စီရီပရဝုံနဲ့မရောက်သေးဘူး။ဇလန်းနေဆလာပြီးထင်နေစီအောင်။မကြခင်ရုတ်တရက်ဆိုသလိုလေကျန်းနေတိုက်ခတ်လာပြီးတစ်ပေကြီးငယ်ပြီးရေတိုးလှောက်ရှားလာတာကြောင့်တောင်ပေါ်အထုပ်ပိုးတွေနဲ့တက်နေကြတဲ့မောက်ကောင်တို့လည်း လေးကွဲရတစ်ပင်နောက်ကိုဝင်ပြီးနားလိုက်ကြရတယ်။လေးရကျန်းလိုက်တာမိုးရိပ်လည်းမတွေ့ပဲဘာကြောင့်ဒီလိုဖြစ်တာလဲမသိဘူး။သူတို့တွေကငါတို့လာတာမနှိမ့်သက်တာကြောင့်ဖြစ်မယ်ထင်တယ်။ဥပ္ပါကြီးပြောတဲ့ပုံရဆိုဒီစရီမှာရှိကြတဲ့အဆောက်တွေကစိတ်ရေးစိတ်ကောင်းရှိမဲ့ပုံမပေါ့ဘူး။ဆရာကျွန်တော်တို့ဘလို့လောက်ကြမလဲ။အထုပ်ပိုးရင်းနဲ့ဆက်တက်ဖို့မလွယ်လာဘူးထင်တယ်။ခေါင်းလစကားကြောင့်အောင်မြဲတာကလေးကွဲရအရက်ကနေထွက်ပြီးလွယ်ရည်သေးပါလာတဲ့နမင်းကြီးလေးပါအင်းကို ညာလဝါပေါ်တင်ပြီးမြေကြီးနဲ့ထိကန်လိုက်ရာတိုက်ခတ်နေရလေကျန်းနေရခနာရက်သွားခဲ့တယ်ခနာတော့ထိန်းထားနိုင်ပြီဆက်တက်ကြစို့အထုပ်တေရိုလွယ်ကတောင်မောဆက်တက်ခဲ့ကြတယ်ဝေပါကစီဒီကိုရောက်ဖို့တောက်ကြောတကွေးလောက်အလိုမှာအလွန်မွေးဣလုံးနဲ့ရနံ့တွေထွက်ပေါ်လာခဲ့တယ်မွေးလိုက်တဲ့အနက်များဒါမျိုးတခါမှမမြင်ရဘူးမောင်ကောင်ကမျက်စိကိုမှိတ်ပြီးရနံ့ကိုရှူရှိုက်ကပြောလိုက်တဲ့ချိန်အောင်မြင့်တာကရုတ်တရက်အနားရောက်လာပြီး နှာခေါင်းကိုဆွဲပိတ်ထားလိုက်တယ်။ခွန်းလာအမွေးနဲ့နေတဲ့စိတ်မရောက်နဲ့။ဒါငါတို့ရဲ့စိတ်ကိုပြန်ွင့်အောင်လုပ်နေတာ။အောင်မြတ်သာစကားကြောင့်ခွန်းလာလည်းနှာခေါင်းကိုလက်နဲ့အုပ်ပြီးမရှူမိအောင်တတိထားနေလိုက်တယ်။အောင်မြတ်သာကတော့ဝေပါကားစီတီရဲ့အနောက်ဘက်ဆုံးမှာထွက်နေတဲ့ဂမူကိုစိုက်ကြည့်ပြီးလက်နဲ့ဆွဲဖယ်လိုက်ရာအစမတန်ကြီးမားတဲ့ငှက်ပြောရဲ့တရွက်ကိုရက်တောင်တစ်ဖွဲခန့်နေတဲ့လူတစ်ယောက်ပေါ်လာခဲ့တယ်။ငါထင်ထားတဲ့အတိုင်းပါပဲလား။စီယား ဟိုလူကကျွန်တော်တို့ရှိရဘက်ကိုအငွေ့တွေခတ်ထုတ်နေပါလားခုနအရာတဲ့ရနန်းနေရအဲ့ဒီရနာတာပဲသူရဲ့အမွေးနဲ့ကိုရှူရှိုက်တာကြားနိုင်မူးမေ့ပြီးတတိလစ်သွားတတ်တယ်ဒီနဲ့ကိုအုတ်ဆန်ဆောင်မတွေအသုံးများကြတယ်ကြော်ရရနဲ့ရက်ခတ်နေတဲ့သူကသူ့ကြံမအောင်မြင်တာနဲ့အခိုးငွေးတွေထွက်နေတဲ့ကြေးလင်မန်းကိုပြင်ပြီးစီဒီဘေးကိုပြန်လဲဝင်သွားတာကိုခက်ရဲရဲမြင်လာရတယ်။ဒီစီဒီမှာရှိရအဆောက်တွေကထင်တာထက်ပိုကျန်းနေပါလား။ဒါအဆပဲရှိသေးတယ် မကြခင်ပူကြောက်ဖို့ကောင်းတဲ့စမ်းသပ်မှုတွေလာလိုက်မယ်။အောင်မြတ်တာကခက်အေးအေးပြောလိုက်ပြီမဲ့မောင်ကောင်းတဲ့ခွန်လာလူကတော့ကြက်သိန်းတစ်ပြန်းပြန်းထကတရားမျက်နာတရားကြည့်လိုက်ကြတယ်။ဒီလိုနဲ့အောင်မြတ်တာတို့လည်းဈေးဒီတဲထားရစီကိုရောက်လာပြီးတော့အနီးကပ်ဖူးလိုက်ရာထောင်းသိငံတုတ်ထားတဲ့လှိုင်ကောင်းပေါ်မှာ900ပြည့်ဈေးဒီတစုထတ်တဲထားတာမြင်လိုက်ရတယ်။ဈေးဒီရဲ့အောက်ခြေ၄000ကျတဲ့နေရာမှာတော့မုတ်ဆိတ်ကျင်ဆွဲတွေပါတဲ့စောကြီးရုပ်တွေပြင် ကရောင်းကိုမြောင်းနေအောင်ကြိုက်ထားတဲ့လူတန်ကြီးတွေရဲ့ပုံထွင်းထုတ်ထားတာလည်းမြင်လာရတယ်။စီရီယာထူးဆန်းလိုက်တာ။ထူးဆန်းလို့လည်းငါတို့ဒီနေရာမှာအတိတ်ထံဝင်မှုလွတ်လိုက်တာပေါ့။လောလောဆယ်ဇီရီပေးကဲ့ရက်ကဇီရက်မှာပဲနေကြရအောင်။မင်းတို့လည်းတနေ့ကိုပင်ပန်းလာတာဆိုတော့ဇီရီပေးကတောင်ကြချောင်းမှာကိုလဲတန့်စီနိုင်ကြ။မကြခင်တောင်ကြချောင်းကိုသွားတဲ့မောင်ကောင်းနဲ့ခွန်လာတို့ဇီရက်ရှိရဲ့ဘက်ကိုလမ်းလျှောက်လာတာမြင်လိုက်တယ်။စီယာကိုလဲမတန့်စီဘူးလား။ ငါမင်းတို့လောက်မပင်မနာမှုမလိုက်ခဲ့တော့တာအောင်မြတ်တာကဇေယျပြင်ကိုတချမ်းများလှဲကြည့်ပြီးပြောလိုက်ပေမဲ့မောင်ကောင်းတဲ့ခေါင်းတော်တို့ကတော့အထဲအမူဝင်သေးပဲအပြင်မှာမတက်ရက်နေရကြောင့်စိတ်ထဲတင်ငါမကင်းဖြစ်လာပြီးတော့ရေဆိုဝိတင်နဲ့ဘာလို့ရက်နေကြရလဲအထဲဝင်ကြလေအဲဒီလိုပြောလိုက်တဲ့ချိန်ဘာမှမတုတ်ပြန်တာကြောင့်လက်ညှိုးနဲ့ထိုးပြီးဟဲ့မူလပြန်စမ်းအဲ့လိုအမိတ်ပေးလိုက်ရမောင်ကောင်းတဲ့ခေါင်းတော်မျက်နှာကအဖူးထစ်တွေထလာပြီး အစွဲတပွေးဝေးနဲ့ဘလူးကြီးရေဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။တင်တို့ရဲ့ပရိရဲ့ကကျုပ်ကိုလှည့်စားနိုင်မယ်ထင်နေရလား။ခက်ပြိုးပြိုးမျက်နှာထားနဲ့ပြောလိုက်တဲ့အောင်မြင်တာစကားကြောင့်အသွင်ပြောင်းလာတဲ့ဘလူးနှစ်ကောင်ကတောင်တစ်ချက်ခက်ကပျောက်ကွယ်သွားခဲ့တယ်။ခနာနေရောမောင်ကောင်းတဲ့ခွန်လာတို့အလောတကြီးပြေးလာပြီးတော့စေယဒီနေရာကတော်တော်ဆူဆူပဲ။ဘာဖြစ်လို့လဲပြောပါဦး။ကျွန်တော်တို့ရေချိုးဖို့ချောင်းထဲဆင်းသွားတော့ချောင်းဆက်တစ်ပေနာမှာလူရဲတစ်ခုတွေ့လိုက်တယ်။ ဒါနဲ့နှစ်ယောက်သားရေချိုးတဲ့နေရာကိုစီးချပြီးချိုးနေတဲ့ချိန်စီးပြင်ဘက်ကရေတွေကနေလက်တထွာတသားလောက်ရှိရဲ့ငါးတကောင်ကူလာတာနှစ်ယောက်လုံးမြင်လိုက်တယ်ကျွန်တော်လည်းတာမန်မန်းထိပြီးရေဆက်ချိုးကြတာပေါ့အဲ့မှာတထွာတသားရှိရဲ့ငါမျက်စိရှိတဲ့တဖြည်းဖြည်းကြီးလာပြီးတော့တဏန်လောက်ရှိရဲ့ငါးတကောင်ဖြစ်သွားတာဆရာရဲ့အဲ့ဒီငါးရဲ့ပါဇက်ထဲမှာအစွဲတွေကလက်ညိုးတစ်ချောင်းစာလောက်ရှိရဲ့ဒီကောင်ကစီးပြင်ရနေတာဝုံနိုင်ကျင်းနေပြီမဲ့အထဲကိုတော့ဝင်မလာဘူး ျွန်တော်လည်းကမန်းကနအဝိတ္တယူပြီးပြန်တက်လာခဲ့တာဒီနေရာအချိန်ပြည့်တတိထားမယ်ပုံပဲခုနကတော့ဘလူးနှကောင်မင်းတို့အယောင်စာမီဈေးရပေါ်တက်လာဖို့လုပ်သေးရဲ့ဒါမဲ့စီးကိုမကြော်ရဲတာမို့မကြင်မချမ်းဖြစ်ပြီးပြန်ထွက်သွားကြရလေဆရာလည်းကျွန်တော်တို့လိုကြုံလိုက်ရတာပေါ့ဒါလေးအသာထားလိုက်အောင်ညမောင်စာပြူဝါနဲ့ဈေးဒီပေါ်တက်ပြီးအဋိဌံဝင်မှုလုပ်ရမယ်ဖျောင်းနိုင်တဲ့လူအားတာရီပြန်စစ်ထားကြတပြေးပြေးတိုက်ခတ်နေတဲ့လီပြေကဝေပါက တောင်တန်းတစ်ခုလုံးကို တိတတိကြည်စည်နေခဲ့တယ်။အဲဒီချိန်ဇေဒီရဲ့ထီးတော်မှာကတ်လူထားတဲ့ဆဲလဲတလုံးကတချွင်ချွင်းနဲ့မြည်ပါလေရော။ဒီလောက်လေးတိုက်နေတာဆဲလဲရပါလို့တလုံးနဲ့မြည်နေရလဲ။တခြားကိစ္စတွေသိအာယုံမထားနဲ့။ဇေဒီပပတ်လေကိုစီမီ၍လိုက်ထွန်းကြ။ဟုတ်ကဲ့စီယာ။မောင်ကောင်းတို့ဇေဒီပပတ်လေကိုမီး၍ပြည့်နေအောင်ထုံးပြီးချိန်မှာတော့ပဝင်းကျင်ကိုရှင်းရှင်းလင်းလင်းမြင်ရတော့တဲ့အထိလင်းထိတ်သွားခဲ့တယ်။ဆရာအတိတ်တံပဲချိန်ဆောင်ရရမှာလဲ။ခဏနေရော အတိတ်ကမဝင်ခင်လှုပ်ရှားရှိသေးတယ်။အောင်မြတ်သာကဇီဒီပေါ်မတက်သေးပဲဘလူးနှကောက်ထိုင်နေရဲ့ပုံထုစစ်ထားတဲ့လေကာအတက်စင်အောက်ခြေမှာစောင်းကြောက်ထိုင်လိုက်ပြီးတင်ဝင်တပိတ်ကွဲအင်းကိုပြောင်းပြန်လန်ကမိထွန်းလိုက်တယ်ဆိုရင်ပဲနာကျင်စွာအော်ဟစ်တန်တဲ့အတူမိသွေးကဲလိုမဲနေနေတဲ့အသားရည်ရှိရဲ့အကောင်တကောင်ပြုတ်ကျလာခဲ့တယ်။အမလီပူလိုက်တာဒီကိုယ်လုံးမီးလောင်နေသလိုပါပဲလား။အင်းဆောက်သူဘောကမီးကိုနှိမ့်ပေးပါ နောက်မလုတော့ပါဘူးမီးကိုနှိမ့်ပေးပါတော့ မီးကိုငိမ့်ပြီးတင်ရကြုံမေးတာအမှန်တိုင်းဖြေမှာလားအမှန်တိုင်းဖြေမယ်အမလီမခံနိုင်တော့ဘူးအိနာအောင်မြတ်တာဖျောင်းနံမီးကိုငိမ့်ပေးလိုက်ပြီးတော့တင်မသူလဲမီးလိုက်တဲ့ချိန်မဲမဲကာဝါထပြေးရကြောင်းဂိုင်းဆောက်တင်တီငမိုင်သားအောင်မပြေးနိုင်အောင်ချုပ်ထားစမ်းအဲ့ဒီလိုအမိန်ပေးလိုက်ရာပြေးနေရဲ့ကောင်က ပုံးဆိုလဲပြီးလဲပြီးနဲ့လက်ကိုဖိကိုင်က တအေးအေးဖြစ်နေခဲ့တယ်စကားပြောလို့ရအောင်ကျိုးကိုလျှော့ပေးလိုက် အဲရီလို့ပြောလိုက်တော့မှမဲမဲကောင်ကငုတ်တုတ်ထထိုင်လာခဲ့တယ်။ကြောက်ပါပြီဆရာရဲ့။နောက်ထွက်မပြေးတော့ပါဘူး။ကြာဖို့ကင်ထားတဲ့အစာကိုဖယ်ပေးပါ။သင်ဘသူလဲဆိုတာအမှန်တိုင်းဖြေစမ်း။လိန်ပြောရင်ဒီတကောက်စားလဲပြီးတော့ကျိုးနဲ့ကြည့်ပြီးစက်ကြဝလာအပြင်ပန်းရအောင်ဆွဲပြစ်လိုက်ကြ။မလေရဲတော့ပါဘူး။ငါဇေဒီရဲ့နေကားမှာစောက်တဲ့သူပါ။နမယနတ်ကျော်လို့ခေါ်ပါတယ်။လေကားမှာစောက်တဲ့သူကဘလို့ကြောင့်ဇေဒီပေါ်တက်လာရတာလဲ။တန်သေးခေါင်းလောက်သုံးလုံးမြည်ရင် သူတို့တွေနားတဲ့တန်ရည်ဘူးလောင်းထဲတလို့ဖြစ်လို့ငါ့ကိုကင်ခိုင်းထားတာသူတို့တွေဆိုတာဘသူတွေလဲငါနာမည်မပြောရဲဘူးတင့်ကိုဘသူမှဘာမှမလုပ်စေရောက်ကြုတ်ကတိပေးတယ်သူသူတို့ဆိုတာငလအောင်နဲ့ငလဆောင်ပါသူတို့နှစ်ယောက်ကဒီစီရီနဲ့ဘလို့ပတ်သက်နေရလဲသူတို့ကဒီမာနေရကြားလာပြီတင်ရဇီရီလေးကောင်းမာနေရဘလောက်ကြာပြီလဲနှစ်90ကျော်လောက်ရှိပြီထင်တယ်အခုသူတို့နှစ်ကောင်မရှိကြဘူးလား ဒီနေ့ကတန်သေးခေါင်းလောင်းမြည်ရနေဆိုတော့သူတို့အဝေးမှာရှောင်းနေကြတာဖြစ်မယ်။တန်သေးခေါင်းလောင်းမမြည်အောင်တင်းရကင်ထားရတယ်ဆိုငါလက်နှစ်ဖက်ပဲရှိလို့နှလုံးမဲကင်လို့ရတာ။နောက်တလုံးကအတန်ထွက်နေရော့ဆရာကိုလည်းကြားတယ်မို့လား။ဒီတန်ကိုတင်နားထောင်နိုင်တယ်ပေါ့လေ။ဟုတ်တယ်။ငါကတန်သေးခေါင်းလောင်းတန်ကိုနားထောင်နိုင်တယ်။ဒါကြောင့်ဒီတာဝန်ယူထားရတာ။ညနေရကျုပ်တို့ကိုလိုင်းနောက်ရှက်တဲ့သူတွေကဘသူတွေလဲ။ငလအောင်နဲ့ငလဆောင်တို့ရဲ့လက်ပါစီတွေဖြစ်မှာပေါ့။ ဒီလောက်တီးရတာပြည့်စုံပါပြီ။ခိုင်းဆောင်များအနေနဲ့ဒီပုတ်ကိုတခြားတနေရာမှာခိတထိမ့်သိမ့်ထားပြီပါ။အဲ့လိုပြောလိုက်ရာနဲ့ကြော်တရရက်ကန်ရက်ကန်နဲ့ဒူးယူတိုက်ပါသွားခဲ့တယ်။အဲ့ဒီချိန်မှာပဲဆဲလဲသုံးလုံးစီကနေတချွင်ချွင်တန်းနဲ့ပြန်လဲထွက်ပေါ်လာခဲ့တယ်လို့အောင်မြတ်သားတို့ဆရာတပည့်၃ယောက်ရဲ့ဖျားခုံတော်ပွားတန်နေရလဲညင်ညာစွာထွက်ပေါ်လာခဲ့တယ်။ဖျားရှိခိုးပြီးလို့တရားထိုင်နေရဲ့အချိန်တန်တေခေါင်းတော်မကြားတော့တာကိုအောင်မြတ်သားတတိထားမိခဲ့တယ်။ တီတအုပ်ပြိုကျတန်တဲ့အတူတော်လဲတန်လူအတန်ကြီးထွက်ပေါ်လာတဲ့အတူအောင်မြတ်တာရဲ့မျက်ခုံကလည်းဖြင်းကြီးစွာပွင့်လာခဲ့တယ်။တရားမထိုင်ခင်ကဇီရီပေါ်ကြားရောက်နေတဲ့လာရောင်ကိုမမြင်ရတာကြောင့်အပေါ်ကိုမော့ကြည့်လိုက်ရာလှဲပေတလုံးစာလောက်ကြီးမားတဲ့မျက်လုံးဝါဝါနှလုံးကိုမြင်လိုက်ရတယ်။တင်ကငလှအောင်လားငလှဆောင်လားငါငလှအောင်ပဲငလှဆောင်ကဟုတ်မှာတေချပင်လိုယူတော့နေရဲ့လက်ညှိုးတစ်ချောင်းနဲ့ညှို့ပြတာကြောင့်ကြည်လိုက်ရာ မောင်ကောင်းနဲ့ခွန်လာရဲ့ပြီးမှထိုင်နေရဲ့ငလားဆောင်ကိုမြင်လိုက်ရတယ်။မောင်ကောင်းခွန်လာမင်းတို့ဒီရုပ်သွင်းနေကိုမြင်တော့ထွက်ပြေးရလောက်တဲ့အထိကြောက်စိတ်ဖြစ်လား။အမှန်တိုင်းပြောရရင်စရာထွက်ပြေးရလောက်တဲ့အထိမဖြစ်ပေမဲ့ကြက်သိမ်းဝင်းကြီးထားလောက်တာတော့ဖြစ်ပါတယ်။ငလားအောင်နဲ့ငလားဆောင်ကသူတို့ကိုမကြောက်နဲ့ပဲ။တီငိမ့်စွာတုတ်ပြန်တဲ့အောင်မျက်သာတို့ကိုမြင်တော့ကံပြင်းသွားပြီးကြီးမားတဲ့လက်စုံနဲ့ရိုက်ချလိုက်တယ်။လူကိုခွေးမိကြလာတဲ့အရှိန်ကလမ်းတစ်ဝက်မှရက်သွားခဲ့တယ်။ဘာလို့လဲဆိုတော့ အောင်မြတ်သားတို့ရဲ့ခန္ဓာကိုယ်ပပတ်လေရနေအင်းစမလုံးနေနဲ့ချိတ်ဆက်ထားတဲ့ပုံစံဆောင်းပါးကြီးတစ်ခုပေါ်လာပြီးကြားထဲမှာခံနေခဲ့လို့ပဲတင်တို့ရဲ့ကြိုဆိုမှုကကြမ်းတမ်းလိုက်တာဒီနေရာသာသနာနယ်မြေမို့လားတာအိုပါကြောင့်အရိုင်းဆန်အောင်ဖန်တီးကျင်ရရလဲနင်တို့လာတာမလို့ကျင်ဘူးဘသူမှတီနာအောင်လာတာမကြိုက်ဘူးဒီလောက်ကြမ်းကျင်သမားဆိုလဲတင်တို့အကြိုက်လိုက်ပေးရတော့မှာပေါ့အောင်မြတ်သားရှေ့ကိုတိုးလာကငလားဆောင်ရဲ့ခြေရောက်ရှိမှမတက်ရက်လိုက်ပြီးတော့ ဒီပညာပြန်ပွဲမှာအနာရှုံးတစ်ခုတော့တတ်မှတ်ရလိမ့်မယ်။ကြုံရှုံးရင်ကျုပ်တို့အသက်ကိုပေးမယ်။တင်းတို့ရှုံးရင်ဘာပြန်လုပ်ပေးမှာလဲ။ငါတို့ရှုံးရင်နင်တို့ရဲ့လက်ပါစင်တပည့်ဖြစ်ခံယူမယ်။နင်တို့ဘောတစ္ဆာဖောက်ခဲ့ရင်ပြာတိဖြစ်ပါစေ။ဟုတ်ပြီ။တင်းတို့ပြောတာအောင်ကျုပ်သဘောတူတယ်။ဒီနယ်မြေကတင်းတို့နယ်ဖြစ်တာကြောင့်ပထမအခွင့်အရေးပေးလိုက်မယ်။ကျုပ်တို့အသက်ကိုနှုတ်ယူပြီးတော့အောင်မြတ်သားလက်နောက်ပြစ်ပြီးငလအောင်နဲ့ငလဆောင်ကိုစိုက်ကြည့်နေခဲ့လိုက်တယ်။မောင်ကောင်းတဲ့ခွန်လာကတော့ ဆရာဖြစ်သူရဲ့ပညာကိုယုံကြည်ရကြောင့်ဘေးထွက်လိုက်ပြီးအခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။ငလားအောင်နဲ့ငလားဆောင်ကအောင်မြတ်တာရဲ့အရှိနဲ့အနောက်မှာရပ်လိုက်ပြီးတော့ကြီးမားတဲ့လက်တွေနဲ့ပြိုင်တူစုပ်ကိုင်းကတစားစီဆွဲဖြဲဖို့ကြိုးစားပေမဲ့ယောဂီလုံကြည်စားတော်မလုပ်တာကိုတတိထားမိရဲ့။နှစ်ယောက်သားအာကုတ်သုံးပြီးဆွဲကြပေမဲ့အောင်မြတ်တာရဲ့ခန္ဓာကိုယ်ကတစ်သားနဲ့ထိုးဆိုင်ထားတဲ့တန်မိုလိုငဲမြန်နေရအောင်မြင်တော့အနှင်းငယ်တုန်လှုပ်သွားတယ်။တခြားနီလန်းရှိရင်ကြုတ်ကိုတေးအောင်တတ်နိုင်ပါတယ်။ တင်းတို့မတက်နိုင်ဘူးဆိုရင်တော့ကြောက်အလှဖြစ်ပြီနော်။အောင်မြတ်သားကတည်ငြိမ်စွာပြောနေပေမဲ့ငလအောင်နဲ့ငလဆောင်ကတော့လှုပ်လှုပ်ရှားရှားဖြစ်လာပြီးဒေါသပို့ထွက်လာကြတယ်။ဒါကြောင့်အနားမှာရှိနေတဲ့တောင်နံရံကိုဖဲ့ယူပြီးဥကောင်းတတရနေပြစ်ချနိုင်ရာကြောက်တော့ကဥကောင်းပေါ်မရောက်ခင်မှာပဲအစိမ့်စိမ့်မွားမွားကွဲထွက်ပြီးဘေးကိုလွင်းထွက်သွားခဲ့တယ်။ဒါလည်းမကျေနပ်သေးတဲ့နှစ်ကောင်ကတောင်ဆောင်မှာပေါက်နေတဲ့တိချောက်ပင်ကိုအမြင့်ကနေဆွဲနှုတ်ပြီးရိုက်တက်ဖို့ဟန်ပြင်းလိုက်ချိန်မှာတော့ အောင်မြတ်သားရဲ့ခန္ဓာကိုယ်ကနေအလျံကြီးကြီးတောင်းတနေတဲ့အခိုးငွေတွေထွက်လာတာမြင်လိုက်ရတယ်။အခိုးငွေရလေထဲမှာမွေးတကောင်းလိုလူးလွင်ရင်တိကျောင်းပင်နှစ်ပင်ကင်ထားတဲ့ငလားအောင်နဲ့ငလားဆောင်ခန္ဓာကိုယ်ရစ်ပတ်လိုက်ရခန္ဓာကိုယ်နှစ်ခုကနေလူတကူကောင်းနှလုံးရှိရဲ့ဘလူးသွင်ဖြစ်ပြောင်းလဲသွားတာမြင်လိုက်ရတယ်။ကောင်းနှလုံးနဲ့ဘလူးကလက်ထဲကင်ထားတဲ့တိကျောင်းပင်နှစ်ပင်ကိုအောင်မြတ်သားစီအားကုန်လွှဲရိုက်လိုက်ပြီးမြေထဲမှာပဲလက်နှစ်ဖက်ကကြောင်ဖြစ်ပြောင်းလဲသွားခဲ့တယ်။ သင်အရှုံးပေးပြီလား။နေရလူလားနဲ့လားဆိုတာငါ့ကိုအရင်ပြော။တုတ်ကလူသားစစ်စစ်ပါ။သင်ပိုင်တဲ့ထဲလာတယ်ဆိုတာလေမိုင်မဲနေရာတွေစုံမဖို့လာခဲ့တာ။ဒါကြောင့်သင်အရှုံးကိုလက်ခံလိုက်ပါတော့။အောင်မြတ်သားရဲ့မြစ်တာတက်ပါတဲ့စကလုံးနေအောင်မှာကောင်းနှလုံးပါတဲ့ဘလူးကြီးကမျက်ရည်တွင်တွင်ကြပြီးတော့ကြုံရှုံးပြီ။ကြုံရှုံးခဲ့ပြီ။ဒီနေရာမှာနှစ်ပေါင်းများစွာပူကြလာခဲ့ပေမဲ့ခုတော့ရှုံးခဲ့ရပြီ။ကျုပ်ရဲ့မိုင်မဲမှုတွေကိုခွင့်လွတ်ပေးပါခွင့်လွတ်ပါတယ် တင်းအနေနဲ့အမားတွေပြင်ဆင်လို့စိတ်ပဲရှိဖို့လိုတာပါ။ကျုပ်ကိုတပည့်ဖြစ်လက်ခံပေးပါစီအား။တင်းအနေနဲ့ကျုပ်တပည့်ဖြစ်နေမယ်ဆိုရင်တော့သူတပားအသက်သက်ချင်းကိုရှောင်ကြဉ်ရမှာဖြစ်တယ်လို့ပန်းတကူသားအောင်ပဲစားသုံးပါမယ်ဆိုတဲ့ဂတိကိုလည်းပေးရမယ်။တင်းထိမ့်သိမ့်နိုင်မှာမလား။ထိမ့်သိမ့်ပါမယ်စီအား။ဂတိလည်းပေးပါရယ်။ကောင်းပြီ။ဒါဆိုရင်တင်းနာမည်ကိုခုအားစာပြီးရာဇာဟိရခါလို့ခေါ်စီ။တင်းတော်ဝင်ရဝေပါက6000ပြည့်စီရီကိုစောင့်ရှောက်ရမယ်။ တပည့်မှတ်သားပြီးလိုက်နာပါမယ်။အဋိဌံပြီးဆုံးရမှာတော့ဇေဒီမာထွင်းထုထားတဲ့ရုပ်ထုတွေအသက်သွင်းနေရခြင်းကိုရောင်ပြေကြားကိုစီးပြီးရောက်လာတဲ့အဖိုးတို့တယောက်ကိုမြင်လိုက်ရတယ်။အဖိုးကဒီတောင်ကိုစောင့်ကြံ့နေတဲ့တောင်ဆောက်အဖိုးလား။ဟုတ်ပါလေဆရာ။ဆရာတို့ဒီရက်ကနေမထွက်ခွာခင်လာနှုတ်ဆက်တာပါ။အဖိုးအနေနဲ့လည်းဇေဒီယိုဝိုင်းဝန်းစောင့်ရှောက်ဖို့မြစ်တာရက်ခံပါတယ်။အဖိုးကအမြဲတမ်းစောင့်ရှောက်ပါတယ်။ဇေဒီယိုပြုပြင်ထိန်းသိမ်းဖို့ရဟန်းတစ်ပါးလည်းမကြခင်ရောက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ဈေးဒီအတွက်ပိုပြီးပြေဆုံးသွားတာပေါ့ဗျ။ဆရာကြောင့်ဒီနေ့ကဖျားတရားတန်နေနဲ့ပြန်လဲစီကားတော့မှာပါ။အဲဒီလိုပြောပြီးဈေးဒီပေါ်မှာတာမန်ရုပ်တင်ပြပြီးတရားထိုင်နေတဲ့ရာဇာဟိယခကောငလအောင်ငလဆောင်ကြည့်ပြီးပီတီပြုံးပြုံးကပြန်ထွက်သွားကလေးရောတယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဝေပါကကိုနဝင်းစီဒီဆိုတဲ့ဇာတ်လမ်းလေးရောဒီမှာနေပြီးဆုံးပါပြီ။ ဇလန်လေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်